1389ခုနှစ်မှာဂျာဇာပရိသသမီးမိတ်ဆွေတွေနော်မိတ်ဆွေတို့အနေနဲ့1386မှာဘာတွေပဲညံ့ငယ်ညံ့ငယ်ဘယ်ဟာတွေကိုပဲစိုးရဲစိုးရဲမိလိုက်တော့1389ခုနှစ်အတွင်းမှာဘယ်ယာရီအကျိုးပေးအာတာကံကောင်းစီမလဲဆိုတာကိုဆက်ပြောပြပေးပါမယ်။နံပါတ်1 1989ခုနှစ်ထဲမှာဂျာဇာပရိသသမီးတွေဟာဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးလုပ်တဲ့မိတ်ဆွေများ ထင်ပေါ်ခြင်းအနုပညာပကြီးပဟုဘေရင်ပေရစံကြံတယုတ်ဆောင်အဆိုကအေးဒီတုခုမှနဲ့ပတ်သက်တာ၄ကြော်စုံးမှုလုပ်ငန်းတွေထင်ပေါ်မှုလုပ်ငန်းတွေမှာဟောအဓိပတိအိမ်ကိုရောက်ရှိနေတဲ့ဂျာစာပရိတိဟာထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်သောနှစ်ဖြစ်ပါတယ် အများနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုယ်အမိခံလုပ်တာတွေဆိုင်းဘုတ်ထောင်းတာတို့အဲလုပ်ငန်းစတင်ပြီးတော့အခါယူတာမျိုးတွေဟောဘီဒင်းစရာလုပ်တာမျိုးဘီဒင်းနဲ့ပတ်သက်တဲ့အရာလေးတွေမှာဟောလော်ကီပညာရဲ့လောကုတ္တရာပညာရဲ့လေးတွေမှာပညာကိုအသုံးချအကျိုးချပြီးလုပ်တဲ့လုပ်ငန်းတွေမှာကိုယ့်ရဲ့ပင်ကိုယ်အယူအသိတဲလန့်ရှိတဲ့လှုပ်ဆောင်လို့တဲ့မိတ်ဆွေတွေဟာ1989မှာထင်ပေါ်ခြင်းနဲ့ကြော်စောခြင်းတွေကိုကြုံရတတ်တော်နှစ်ဖြစ်ပါတယ်။သို့တော့ဂျာသာဖိသသမီးမိတ်ဆွေတွေဟာ ကျော်စောခြင်းထင်ပေါ်ခြင်းဂုံကြီးခြင်းဆိုတော့နမိတ်ကိုဆောင်တတ်ပေမဲ့အဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကျော်စောခြင်းညုံဝတ်တတ်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတို့ဒီတနှစ်ဟာ1989ခုနှစ်မှာအဆိုးတွေကိုလှုပ်ရင် ခက်မြန်မြန်ပေါ်လွယ်တတ်တဲ့အတွက်ကြောင့်မလို့ကိုဟာ အဆိုးတွေလုပ်တဲ့အရာတွေသူများမသိစေလိုတဲ့အရာတွေသူများမမြင်စေလိုတဲ့အရာတွေမဖြစ်စေလိုတဲ့အရာတွေကိုလှုပ်ဆောင်ရင်တော့သတိပြုစင်စင်ရလိုအပ်ပါတယ်ကိုကနည်းနည်းလေးလုံမဲ့ကြံလိုက်ရင်ကိုသတင်းကြီးနေတာမျိုးတွေဟုတ်ချွေသတင်းကြီးတဲ့ငွေမင်းသမီးရဲ့တကယ်ဆိုဆရာသရှင်အောင်ဆိုလိုက်ရသေးရဲ့နော်ဆိုတော့ဟုတ်1989မှာကျဆာပရိသတ်သမီးကအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေ ရတတ်တဲ့အတွက်တော့ကောင်းတာအနေနဲ့ကြော်စောရင်တော့ဘာမှမဖြစ်ပေမဲ့မကောင်းတဲ့အရာလေးတွေကိုလှုပ်ဆောင်တဲ့အခါမှာသတိပြုရန်စင်ကြင်ရန်လိုအပ်သောနှစ်ဖြစ်တာကတော့အတိအကျပဲဖြစ်တယ်။ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်လည်းအလားတူပါပဲ။ကိုယ့်လက်ထဲမှာရှိတာသိန်းတရာပေါင်းချင်မှမြင်တာသိန်းတစ်ထောင်သိန်းသသောအဲကောင်းပါလေငြိမ်နေလိုက်ပါသို့တော့အဲရိုက်လူခံရအောင်မင်းတို့ဒါလေးယူတော့ Bay Site တည်ထားပါငွေကြီးနဲ့ပတ်သက်ရင်အာနာတက်တဲ့ကြာစာပရိသတ်သမီးတွေကဒီနှစ်မှာခက်ပြက်ပြက်ညင်းမှာ ဘာလို့လဲလူထင်ကြီးခံရတာမျိုးတွေဂုံကြီးချင်းခံရတတ်တဲ့အတွက်ရှိတာငှားတာလေးတွေမှာဂယူဆိုင်ပါကြွားဝါတတဲ့ဂျာစာပရိသတ်သမီးတွေဒီနေ့ဟာမိတ်ဆွေအကြွားတစ်ပေါက်ချမ်းချမ်းတောက်တဲ့မိတ်ဆွေများဒီနေ့ဟာတတိယပါဂျာစာပရိသတ်သမီးပင်ကိုကစကားများတတ်တဲ့ဂျာစာပရိတွေဖြစ်တတ်တဲ့အတွက်1389မှာတော့အဲကို့မှာရှိတဲ့အရာတွေကိုချိုးချိုးချမ်းချမ်းနှိမ့်နှိမ့်ရှာရှာနေပြီးတော့ပဲဘဝကိုအဲ ထင်ပေါ်မြောက်ပေးတဲ့သူတွေနဲ့ပတ်သက်လာတဲ့အခါကိုကိုအကြိုက်လိုက်ပြောတဲ့သူတွေနဲ့ပတ်သက်လာတဲ့အခါကျစားပြီးသားသမီးတွေကဒီနေ့ထဲမှာဟောမပေးခြင်းမပေးလိုက်ရတာမျိုးအာဏာပြီးပေးလိုက်ရတာမျိုးဖြစ်တတ်တဲ့အတွက်အာဏာရင်ခါပါတတ်တဲ့နှစ်ဖြစ်ကြောင်းကိုထပ်လောင်းပြောလိုက်ပြရစီခင်ဗျာဒီကန်ဆန်းလို့ကောင်းပါလေမထင်မှတ်ထားတဲ့ငွေကြီးတွေအတိတ်ကအနာဂတ်ကအဘဝအဆက်ဆက်ကအထောက်အကူတွေအထောက်ပံ့တွေရရှိတတ်တဲ့နှစ်ဖြစ်တဲ့အတွက်တော့ဇာစာပိသသမိတွေဟာထင်ပေါ်ခြင်းကြော်စားခြင်းဖြစ်တယ်လို့ထီပောက်လို့ယူထင်ပေါ်တာမျိုးလေးတွေကြုံရတတ်တယ်ကျမ်းမာကြီး ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့အလုတ်ကြောင့်စိတ်ပင်ပန်းရတာမျိုးတွေဖြစ်ရတတ်တယ်။အလုတ်ထဲမှာမပြောမရှင်ဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်။လုပ်ငန်းနဲ့ပတ်သက်အလုတ်နဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်အပြာရင်ဆိုင်တိုက်ခိုက်တွေများတတ်တယ်။ဘာကိုလှုပ်လှုပ်လဲမိတ်ဆွေဒီနေ့ဟာအပြာရင်ဆိုင်တိုက်ခိုက်လေးတွေကြုံရတတ်တဲ့နှစ်ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဂျာဇာပိသသမီးတွေဟာ1389ခုနှစ်တည်းမှာဆိုရင်တော့လုပ်ငန်းကိစ္စအလုတ်ကိစ္စတွေကိုလုပ်တဲ့အခါမှာအပြာရင်ဆိုင်လေးတွေကိုဝယ်ယူဆိုင်ပါလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်လာတဲ့အခါကိုကိုလိုက်ပြီးအလုံးလိုက်ပြိုင်နေတဲ့သူတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတရိထားစင်နေဟာ လိုအပ်ပါတယ်။ထို့အပြင်ကျစားပိစားသမီးမိတ်ဆွေတွေကငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာလည်း ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာလည်းငွေကြီးကံဟာပတ်သက်တဲ့ပတ်သက်ပြီးတော့ကိုကအာဏာတတာမျိုးလေးတွေကိုမှငွေရှိတာမျိုးလေးတွေဥမာငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်လူထင်ကြီးအောင်ပြောတာမျိုးလေးတွေအတက်နိုင်ဆုံးဂယူးဆိုင်ပါအခွင့်လန်းကောင်းအခွင့်ရေးကောင်းတွေကိုစောင့်မျှော်နေတာမျိုးထက်အခွင့်လန်းကောင်းအခွင့်ရေးကောင်းတွေကိုဖန်တီးယူတာဟာပုံမှန်ကောင်းမွန်သောနှစ်ဖြစ်ပါတယ်အကျိုးပေးသောလုပ်ငန်းများအနေနဲ့ကြာစာပရိသတ်သမီးတွေဟာဒီနှစ်ထဲမှာဆိုလို့ရှိရင်အကျိုးမပေးတဲ့လုပ်ငန်းလေးတွေကိုဆက်ဖို့ပြပေးပြရမယ်အကျိုးမပေးတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်မိတ်ဆွေတို့အနေနဲ့ဒီ1389ခုနှစ်တည်းမှာ ာသာပိသသမီးတွေဟာလုပ်ငန်းနဲ့ပတ်သက်ရဆက်တူလုပ်ငန်းလေးတွေကိုယူဆိုင်ပါတတိထားပါဆင်ញင်ရပါမယ်။ဒါအပြင်အရှိန်မေတ္တာရင်းနဲ့ပတ်သက်လာရင်တဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲရတာမျိုးလေးတွေငွေကုန်ကြီးကြများရတာမျိုးလေးတွေမေတ္တာရင်းနဲ့ပတ်သက်လာတဲ့အခါယာဟီပူဇာကလေးတွေပေါ်လာတာမျိုးတွေကြုံရတတ်သောနှစ်ဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်ကျဆာပရိသသမီးမိတ်ဆွေတွေက1968ခုနှစ်အတွင်းမှာလက်စစ်ပစ္စည်းနဲ့ပတ်သက်တာလေးတွေအထယ်အလိမ့်နဲ့ပတ်သက်တာလေးတွေတတိထားဆင်ញင်ရလိုအပ်ပါတယ်။နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ နိုင်ငံခြားခီးသွားနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားစင်ကြီးရန်လိုအပ်သောနှစ်ဖြစ်ပါတယ်နိုင်ငံခြားခီးသွားကိစ္စပြည်ပခီးသွားကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့အကြံအကြာလေးတွေပေါ်လာတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့အနေနဲ့မိမိရဲ့လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းအတိတ်ကိုတစ်ခုခုကိုပြောင်းရွှေ့လှုပ်ဆောင်တာမျိုးလေးတွေလုပ်တာထက်လက်ရှိရှိနေတဲ့နေရာမှာအတက်နိုင်ဆုံးမြဲအောင်အဆင်ပြေအောင်ကြိုးစားနေဖို့ຫນွေဖို့လိုအပ်တယ်လုပ်ငန်းတူအလုပ်တူရဲ့အပြန်ဆိုင်တိုက်ခိုက်လေးတွေပေါ်လာတတ်တယ်အဲဆက်တူလုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါမှာအဲစားတောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါမှာနည်းနည်း ဒီအထင်ကိုအကြံကြာလေးပြီးပေါ်တတ်တဲ့အတွက်သတိထားစဉ်းစားရလိုအပ်ပါတယ်။စကားအများကြီးပြောရတဲ့အခါမှာအမားအများကြီးပါတတ်တဲ့နှစ်လည်းဖြစ်တယ်လို့ဂျာစာပရိသတ်သမီးမိတ်ဆွေတွေဟာအလုံးနဲ့ပတ်သက်လာရင်အထက်လူကြီးအစီမင်းအစ်အပြောင်းလဲလေးတွေကြောင့်စိတ်မပြောတာမျိုးလေးတွေသတိထားစဉ်းစားရလိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ဒါအပြင်မိတ်ဆွေဂျာစာပရိသတ်သမီးတွေဟာဒီရက်1380ခုနှစ်အတွင်းမှာဆိုလို့ရှိရင်အဲရေထွက်ကုန်ပစ္စည်းတွေ အကျိုးပေးပါတယ်အလားပါရေးရလေးတွေအကျိုးပေးပါတယ်ပကြီပခုဗေဒင်မီတာစမ်းချမ်းနဲ့ပတ်သက်တာလေးတွေအကျိုးပေးပါတယ်တင်နန်းနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်သို့တော့ တတိထဆင်နေရပါမယ်ပတ်စံပြောက်တတ်ပါတယ်ပစ္စည်းပြောက်တတ်ပါတယ်တခုခုခံရတတ်ပါတယ်တတိထဆင်နေမိပါအရှိရင်းနဲ့ပတ်သက်လာတဲ့အခါမှာတူနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေတယောက်နဲ့တယောက်ရှစ်လျက်နဲ့ခဏအကောင်းနဲ့ဖြစ်စီအဆိုးနဲ့ဖြစ်စီဝေးကွာရတာမျိုးလေးဂျုံရတတ်တယ်အိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ကြံတဲ့သူကြောင့်ပြဿနာကတော့ကစားမရှိနိုင်ဘူးမိမိရဲ့အိမ်တွင်းရေးကိစ္စလေးတွေမှာ သူ့ရဲ့ဆွေမျိုးသားချင်းကိစ္စမိမိရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်တုံးနဲ့တူတယောက်နဲ့တယောက်အိမ်တော်ကြီးနဲ့ပတ်သက်လာရင်ဂျားသူကြောင့်ပြဿနာလေးတွေပေါ်ရတတ်တယ်။ငဘကအဆက်အသွယ်ပြတ်နေသူတွေပျောက်သောသူ challenge တွေ့မယ်နှစ် ဖြစ်တတ်ပါတယ်။အိုးအရှံမီမီယာနဲ့ပတ်သက်ရင်မိမိအမိခံဝယ်တာမျိုးလေးတွေအားနေစီတယ်။အမွေကိစ္စအမှုကိစ္စလေးတွေမှာအတတ်နိုင်ဆုံးတတိတာဆင်ရှင်ဆောင်ရွက်ရလိုအပ်ပါတယ်။ရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်။နိုင်ငံခြားခရီးသွားနဲ့ပတ်သက်ရင်တတိပြုရလိုအပ်သောနှစ်ဖြစ်ကြောင်းထပ်လောင်းပြောကြားပါရစေ။ချုံကုံပြောရရင်1989ခုနှစ်တွင်မှာကျစားပရိသတ်သမီးတွေဟာအပန်းရောင် မိုးပြရာရောအစိမ်းရောညီညူရောတွေဟာမိတ်ဆွေတို့တော့ကံကိုတိုးတက်စေပြီးတော့အဖြူရောင်အသားရောင်စင်စွဲရောင်ခဲရောင်တွေဟာတတိထားဝစ်စင်ရမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာဒါပြင်ကြစာပရိသသမီးတွေကဒီနှစ်တာအတော်တွေမှာအကျိုးပေးစေတော့နံပါတ်အနေနဲ့ဆိုရင်တော့တက်ကနန်း၃ကနန်းခုနှစ်ကနန်းတွေအမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အရေးကြီးသောနေသားတွဲလုံတဲ့နေသားတွေဆိုလို့ရှိရင်တော့တောက်ကြသားသမီးစနေသားသမီးတွေအမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့ နှစ်ဖြစ်တယ်ထို့ပြင်ခြုံငုံပြောရရင်ဇာတာပိသသမီးမိတ်ဆွေတွေအနေနဲ့အရေးကြီးတဲ့ကိစ္စအိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စတွေကိုတိုင်ပင်တဲ့အခါမှာအင်္ဂါသသမီးတွေနဲ့တိုင်ပင်တာမျိုးအင်္ဂါသသမီးတွေရဲ့အကူအညီအကြံဉာဏ်ကိုရရှိအောင်စွမ်းဆောင်တာမျိုးတွေလိုအပ်ပါတယ်။ဒါအပြင်အဋိဋ္ဌံပြုလို့တဲ့မိတ်ဆွေများကံညံ့နေတဲ့ဘာလို့လို့ခက်ခဲနေတဲ့အင်္ဂါသသမီးမိတ်ဆွေညီအကိုများအဖို့ကတော့ဘာမှလုပ်မနေနဲ့နှစ်အဆမှာ ဒီရက်ဗီဒီယိုမြင်တာနဲ့ရဟန်းခံလိုက်တာမျိုးဟိုတုံလပတ်ဝက်လိုက်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုညံ့နေရနေပြီးတော့စန့်ကျင်ဘက်ကောင်းလာခြင်းတွေကိုချက်ချင်းမတက်ရရှိလာပါလိမ့်မယ်မိန်းကလေးရဲ့ဆိုတီလာရှင်ဝင်နိုင်တော့ဝက်ပေါ်တော့သို့တော့ကောင်းပြီဆရာသားမိန်းကလေးဆိုရင်တော့တီလာရှင်ဝင်ဖြစ်မှာမဟုတ်ဆရာသားသဘင်နှမျောလို့ကောင်းပြီဆိုတော့အဲအကုသိုလ်ကြီးတဲ့အကြောင်းပြောတာဒီမြစ်တာတော်တွင်မှာအဋ္ဌကံပြုလို့တဲ့ကြာစာပိသသမီးများအရဟံတိဋ္ဌိဆိုတော့ဂုံတော်ပတိကိုတနေ့ကို၃ပတ်နှုန်းနဲ့၁၈ရက်တည်းအဋ္ဌံဝင်ပါကလိုယာတောင်းစု အဟုတ်ကိုဟောတူပြည့်စုံမဲ့နှစ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းဆရာကထပ်လောင်းပြောလိုက်ပြရစီကောင်းပြီအဆက်ဆက်ရရလုပ်ငန်းဆောင်တာကိစ္စတွေအဆက်ဆက်ရရအစင်ပြေစီဖို့ငွေကြေးကိစ္စမိမိရဲ့အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စတွေအားလုံးလိုရာပြည့်စုံဖို့အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ခင်ဗျာဆရာကျွေးပကံများတက်ချက်တဲမှာ9000ကျည်လေးတစ်ပုံကိုဆွဲလိုက်ပါ9000ကျည်လေးတစ်ခုကိုဆွဲလိုက်အဲ့ဒီကျည်ကျည်ရဲ့အလယ်တက်တဲမှာအကျွေးစီလေးတစ်စွေကိုထည့်တင်ပါ ဆရာပြန်ပြောပြန်နော်ကျွေးပကံများတစ်ချက်တည်းမှာ9000ကျင်လေးတခုကိုဆွဲလိုက်9000ကျင်လေးတခုကိုဆွဲလိုက်ဆွဲပြီးသွားတဲ့အခါအဲ့ဒီကျင်ကျင်ရဲ့အလဲတက်တဲ့မှာအကျွေးစီလေးတစ်စိ့ကိုထည့်ပြီးမိစဉ်ဖျောင်းနိုင်တင်ထွင်းမှာတခါထွင်းရင်9ရက်တိတိထွင်းမှာဒါဆိုရင်အခက်အခဲအကြက်တဲမှန်မများယူပြစ်တယ်လို့ကောင်းမွန်လာပါမယ်ဆိုတဲ့အကြောင်းပြောရင်1368ခုနှစ်မှာဂျာဇာပိသသမီးမိတ်ဆွေအားလုံးကံကောင်းမှုတွေအတူပိုင်ဆိုင်လို့ကံညှမ်းမှုတွေအားလုံးဟောတုပြောက်ပါစေကြောင်းဆုတောင်းရင်းနဲ့ Yeah, you're tired, you're tired.